မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူမူဝင်ကျပါ။မန္တလေးမြို့ချမ်းရင်တာဆန်မြို့နယ်ကလက်ဖေးဆိုင်တစ်ခုမှပြုလုပ်တဲ့ငလင်ဘေးကုညီကဲဆေးရံမုံငွေပကြည်ပြဝဲကိုမေလ22ရက်မှာစောစုကဆင်းနေပြီးဖန်ဆီးတာတွေလုပ်ခဲ့တယ်လို့သတင်းရရှိပါရစေ။နမ်မတီအနုပညာပြခန်းကပြုလုပ်တဲ့ပကြည်ပြဝဲပြုလုပ်တဲ့လက်ဖေးဆိုင်ဟာချမ်းရင်တာဆန်မြို့နယ်က89လမ်းနဲ့29လမ်းအနီးမှာရှိပါရစေ။ အဲ့ဒီဆိုင်မှာမေလ23ရက်ကနေ26ရက်ထိပြုလုပ်တဲ့ပိုးနဲ့မန္တလေးအက်ဆာဘေးရှင်းပြပွဲကိုငလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်ရည်ရွယ်ကပြုလုပ်တာလည်းဖြစ်ပါတယ်။ပြပွဲကာလအတွင်းဝင်ရောက်စီးနှင်းဖန်ဆီးခဲ့တာလို့မန္တလေးနန်းရွင့်အခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပါခကလက်သက်မွေးထားတဲ့ပြူစောတိစစ်လော်ဘီကသတင်းဖြန်ပါတယ်။ ပြပွဲမှာပြသထားတဲ့အထက်ကပတိကားတစ်ချက်ဟာနိုင်ငံတော်အလံပေါ်မှာစိုးစုကိုအကြီးညိုပြက်စေတဲ့အကြောင်းအရာတွေထည့်သွင်းရေးဆွဲထားတယ်လို့ဒလန်သတင်းပေရီရဲ့တိုင်ကြားချက်အရပတိပြပွဲကိုစင်နင်ခေတာပါအဲ့ဒီပြပွဲတွေကတချို့ကိုဖန်းစီကစာရေးသားဆံမျိုးနဲ့စိုးစုအမတ်ရှိရဲ့စကန်ကိုခေါ်ယူစစ်ဆေးခဲ့ရမှာတော်လန်ရေးကိုထောက်ပို့နေတဲ့ UG တွေဖမ်းမိတာလို့စိုးစုကသတင်းဖြန့်ပြီးဖမ်းမိထားသူအရေးတော့ကိုတော့မဖော်ပြထားပါဘူး ငလင်ဘေးကူညီရေးနဲ့ငလင်တန်းနဲ့မိသားစုတွေကိုယာယီအိမ်တွေစောက်ပေးနိုင်ဖို့ရည်ရွယ်က ပြပွဲမှာပကြီကား200နီးပါးပြသရမှာဖြစ်တယ်လို့ပြပွဲကိုဥဆောင်ခဲ့တဲ့နမ်ပတီအမှုပညာပြခန်းကကြေညာခဲ့ပါတယ်။စိုးစုဝင်ရောက်ဆင်းနှင်းခံရပြီးတဲ့နောက်ပြပွဲကိုရက်ဆိုင်ကြောင်းမေလာ22ရက်ညပိုင်းမှာထပ်မံကြေညာခဲ့ပါတယ်။အဋ္ဌပကြီပြပွဲကိုစိုးစုကဆင်းနှင်းဖန်ဆီးထားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး MFP အနေနဲ့အသေးစိတ်ကိုဆက်လက်စုံစမ်းနေကြဖြစ်ပါတယ်။ မန္တလေးမြို့ကစောစုပိုင်းအင်ဝါဘန်မှာဂိတ်ဆောင်နေတဲ့စောစုအချင်းချင်းတနက်နဲ့ပြစ်ခတ်မှုဒီနေ့မှဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေက MFB ကိုပြောပါတယ်။ဒီနေ့မေလ25ရက်မွန်လ12ရက်နေ့ကျော်မှာဈေးကျူတော်နဲ့နိုင်စင်အနီး84လမ်းနဲ့26လမ်းတော့ကစောစုပိုင်းအင်ဝါဘန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။စောစုအချင်းချင်းတနက်နဲ့ပြစ်တာဖြစ်ပြီးပထမ၄ချက်နဲ့ဒုတိယအချိန်၃ချက် တနတ်တန်ခုနှစ်ချက်ခန့်ကြားတယ်ဆိုတာနဲ့တည်ဆုံးမှုရှိမရှိမသိရသေးသလိုနာယီကားနဲ့လာတဲသွားတယ်လို့မြို့ခံတို့ကပြောပြပါတယ်။တနတ်တန်တွေကြားရပြီးတော့အနေအနာကဈေးတဲ့တချို့စိုင်းတွေပိတ်ကဈေးတဲ့ဈေးဝယ်တွေထွက်ပြေးသွားကြတယ်လို့လည်းမြို့ခံတွေကဆိုပါတယ်။ပြခတ်မှုအပေးဆိုးစုကဈေးချတော့နိုင်စင်အနေအင်းဝါပန်လမ်းတွေကိုပိတ်ဆို့ထားပါတယ်။မန္တလေးမြို့အနန်းဆိုးစုရဲပြူစောတီအပြရောင်ယူနီဘောင်းဝေးရဲရွာလုံးကျုံရဲ့အဖွဲ့ ရဲကြီးအုပ်ချုပ်ရေးအဖွဲ့မိသက်နဲ့စီပင်တွေစိတ်ထင်တိုင်းကြီးစိုးတောင်းညာနေရပါဘုံမြင့်သောအညာမြေစစ်စင်အဖြစ်မန္တလေးတိုင်းမြင့်ညံခရိုင်တွေကစောစုနဲ့ပြူစောဒီစကန်တွေကိုအချိန်မြင့်တိုက်ခါရမှာစောစု50ကျော်သေးပြီးလက်နက်29လက်နဲ့ခဲယမ်းတွေတင်စီရရှိခဲ့ပါတယ်မေလ15ရက်ကစလို့တော်လိုင်းရင်တက်တွေကရင်းချက်မြို့နယ်တွေကစီမီကုံရဲစကန်ကြောက်ပြုတ်ရွာပြူစကန်တော်ရှိတ်ဂိတ်အထိုင်းစကန်18ရက်ကွက်နဲ့ခရိုင်ထွေုံယုံနထိုးကြီးမြို့နယ်ထဲမှာတော့ ဝလူရဲစကန်ဂတ်ပိုင်လိုင်းနဲ့မြို့မစကန်ဇီရွာအနီးစကြောင်းတွေကိုစစ်နစ်တိုက်ခိုက်ခဲ့တာပါ။ဒါအပြင်တောင်သာမြို့နယ်တွေကတနောင်းကုန်းပြူစကန်မြို့ဝင်ကိတ်ဂတ်ပိုင်လိုင်းနဲ့ငဆုံမြို့နယ်တွေမှာဆိုရင်တော့မြို့ဝင်ကိတ်မြို့တာပန်အဆောက်ကင်းစကန်တို့ကိုခရိုင်အစစ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေချင်းစိုးစုကလေချောင်းပုံကျဲခုခံသလိုမြို့ရွာတွေကိုပါလေချောင်းပုံကျဲတက်ပြက်လို့တော်လန်ရဲဘော်တို့ချို့ကြဆုံကပြည်သူတွေလည်းသိဆုံးမှုရှိခဲ့ပါတယ်။ MMB ကရရှိထားတဲ့အချက်လက်တွေရလေချောင်းပုံကျဲခံရလို့တော်လန်ရဲဘော်ကူကြဆုံကအယက်သားပြည်သူ10ဦးဝန်းကျင်ထိခိုက်သိဆုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လမှာမြင်းချန်ခရိုင်အထူးစစ်စင် MDSO အဖြစ်ကြေညာပြီးတော့တော်လန်ရဲပူပေါင်းတပ်ဖွဲ့တွေက တထိုးကြီးမြင်းချံတောင်သားနဲ့ငစုံမြို့နယ်တွေကစိုးစုအတိုင်းစကန်တွေကိုထိုးဆစ်စင်တိုက်ခိုက်ခဲ့ရမှာစိုးစုဘကအထိနာအသေးများခဲ့သလိုလက်ရှိအချိန်ဒီမြို့တွေပေါ်မှာစိုးစုအုပ်ချုပ်ရေးရန်ရာတွေမလက်ပတ်နိုင်ပဲရပ်ဆိုင်နေပါတယ်ဝင်နေဟာအဲဒိဒိဝင်သွားတာကွဲလာပြန်မလို့ Đẩy lại Eo lên đó

không phải không phải nhau phải nhau phải Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မန္တလေးတိုင်းမဒီယာမြို့နယ်အရှိချမ်းနဲ့အနောက်ချမ်းကကျေးရွာတွေကိုစိုးစုကအပြင်းထန်လေကြောင်းကနေတိုက်ခိုက်ပုံကျဲနေသလိုမြို့ရင်းကနေလည်းလက်နက်ကြီးတွေနဲ့ဒရက်ဆက်ရန်ငါပစ်ခတ်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေက MFP ကိုပြောပါရယ်မေလာ22ရက်နဲ့23ရက်ကမဒီယာနယ်တဲကိုဂျက်ဖိုက်တာတိုက်လျင်ဝိုင်းတွဲလျင်တွေနဲ့အကြိမ်20ကျော်ပုံကျဲခဲ့ပြီးမဒီယာမြို့ရင်းကနေလက်နက်ကြီးတွေနဲ့လည်းဒရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါမေလာ24ရက်မနေ့ကမနက်ပိုင်းကလည်း မရီယာနယ်က တော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့တငါရာကိုစိုးစုကငါးကျင်းထမင်းနဲ့ပုံကျဲခဲ့တယ်လို့တော်လန်ရေးဘော်တူကပြောပါတယ်။မရီယာနယ်ကမြို့ရွာအများအပြားကို တော်လန်ရေးတပ်တွေကသိမ်းပိုက်ထင်းချုပ်ထားပြီးမရီယာမြို့ပေါ်သာကျန်တော့တဲ့စိုးစုဟာကြီးရီလေတုံးကပေါ်တာဆွဲစုဆောင်ထားတဲ့စစ်သားတပ်တွေနဲ့မရီယာနယ်ထဲပြန်လည်ထိုးစစ်ဆင်နေရဖြစ်ပါတယ်။လက်ရှိမှာမရီယာမြို့ပေါ်သာမကမရီယာမန္တလေးကားလမ်းကိုပါပြန်လည်ထိန်းချုပ်လာနိုင်တဲ့ စိုးစုကမရယာစင်ကူလန်မရယာနယ်တွေကမြို့ရွာတွေကိုလေကြောင်းနဲ့လက်နက်ကြီးအလွန်အကျော်အသုံးပြုကာပုံကျဲပစ်ခတ်နေသလိုမစ်ဆိုင်းတုံးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်တာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။စိုးစုကမန္တလေးမြို့နဲ့မိုင်းနဆက်ကန်အကွာထိချီးကပ်လာတဲ့တော်လိုင်းအင်အားစုတွေကိုလေကြောင်းအားကိုးနဲ့တိုက်ခိုက်မှုတွေအ धिक ပြုလုပ်နေပြီးလွန်ခဲ့တဲ့လတွေအတွင်းမရယာနယ်အနောက်ခြမ်းအေရီမြေယိုးကကျေးရွာတွေကို တိုက်ခိုက်ရာမှာတော့ရေးတက်ဖြစ်တဲ့စစ်သည်မော်ရီကိုပါအုံပြုခဲ့ပါတယ်။ဇော်စုကမန္တလေးတိုင်းအထက်ပိုင်းမှာရှိတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့မတရားဆင်ကုနဲ့တပိတ်ကျဲမျိုးနယ်တွေလည်းတကြံငါလကစားပြီးအယက်သားပြည်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်တဲ့လေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရလဲဖြစ်ပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအတွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇဝဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ